်မင်္ဂလာပါရှင်မိုးတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလ9ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းပေတရင် အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချက်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးအခုပထမဆုံးတင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့ ကရင်ပြည်နယ်မှာအောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူနေတဲ့တက်မတော်ဆိုတဲ့တဲ့မဲဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းနယ်မြေရှင်းလင်းလျက်ရှိနေတဲ့တက်မတော်စစ်ကြောင်းတွေဟာကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU နဲ့ KNL ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအခြေပြုလှုံရှားနေတဲ့စခန်းတွေရွာတွေကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကော့ဂရိတ်မြို့မှာ KNU နဲ့ KNL ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့နေရာတွေကို တက်မှန်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကော့ဂရိတ်မြို့အနောက်မြောက်ဘက်ရှိ KNU အစံဖက်သမားတွေနေရာယူထားတဲ့ရှင်ခွဲတောင်စခန်းကုန်းကိုတမ်ဘော်စစ်ကြောင်းတွေကခြေမုံသိမ်းပိုက်ခဲ့ရ။လက်လုံမိုင်း32လုံး၊ဘန်ကာ2လုံး၊ပြေကတုတ်25လုံး၊စက်သွေးရီမြောင်150ပီလူနေတဲဆယ်လုံးတို့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တမ်ရော့စေချောင်းတွေကကော့ဂရိတ်မြို့နယ်နောက်ထပ်မှန်ရှိ အခြေခံပညာမူလာတန်းလွန်ကြောင့် နန်တော်ကောမကျေးရွာရှိ အခြေခံပညာမူလာတန်းလွန်ကျောင်းနောက်ထပ်ပံဖုံကြီးကျောင်းအပါအဝင်ကော့ဂရိတ်မြို့နယ်အတွင်းရှိ နေရာတွေကိုအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တမ်ဘရော့စစ်ကျောင်းတွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာညရီတောင်ဘက်၄ကေကော်မြို့တည်အတွင်းကိုနယ်မြေရှင်းလင်းခဲ့ရာ KNU နဲ့ KNN တွေဦးဆောင်တဲ့ဘူပွားအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့စက္ကန်းတွေကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ တမ်ဘရော့စစ်ကြောင်းတွေရအောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူလျက်ရှိနေရစက်တင်ဘာလ29ရက်နေ့ကလေကိတ်ကော်မြို့နာရှိရေစင်ကုန်းကိုတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်တမ်ဘရော့စစ်ကြောင်းတွေရရေစင်ကုန်းကိုတင်ပိုက်ခဲ့ပြီးနောက်လေကိတ်ကော်မြို့တည်အတွင်းထပ်မံနေပြီးရှင်းလင်းခဲ့ရာကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU နဲ့ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့အရာတွေကိုတမ်းမှန်သိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ မီဒီယာတွေကိုယ်တိုင်က ကရင်ပြည်နယ်မြားရီမြို့တောင်ဘက်၄ကီကောမြို့တိရက်ခွက်တချို့ကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကစုခွာပေးထားရတယ်လို့ဖော်ပြထားပါတယ်။တမ်ဘရစစ်ကြောင်းတွေဟာမြေပြင်တပ်ဖွဲ့တွေအပြင်နေပညာမြင့် drone တွေလက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU နဲ့ KNL ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအထင်းနာပြီးစုခွာထွက်ပြေးကြရတယ်လို့သိရပါတယ်။တမ်ဘရစစ်ကြောင်းတွေရဲ့ဟန်ချက်ညီစွာပူးပေါင်းတိုက်ခိုက်မှုကြောင့် KNU နဲ့ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာလေကိကောအမျိုးသိရှိရက်ခွဲအမှတ်၅ရှိရှေကန်ကုံရက်ခွဲအမှတ်၃ရှိ စေယုံကုံနေရာတွေကနေစုခွာထွက်ပြေးနေရတယ်လို့နိုင်ငံတော်အစိုးရကစန့်ကျင်နေရဲ့ကရင်မီဒီယာတွေကဖော်ပြထားပါတယ်။တမ်ဘရစစ်ကြောင်းတွေဟာစက်တင်ဘာလအတွင်းမှာ KNU အကြမ်းဖက်တောင်းကျမ်းသူတွေယာယီစုံမှုထားတဲ့ကော့ဂရိတ်သင်ကန်းကြီးနောက်မြရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ လက်ခက်တောင်ကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မြဝတီ 6K ကဒေတာတွေမှာနယ်မြေရှမ်းလင်းမှုတွေစတိုက်လှုပ်ဆောင်နေရဖြစ်ပါတယ်။တမ်ဘရစစ်ကြောင်းတွေဟာစနစ်တကျပြင်ဆင်စုဖွဲ့ကကော့ဂရိတ်ကနေတင်ကန်းကြီးနောင်အထိစစ်ကြောင်း၄ကြောင်းမြဝတီမှတင်ကန်းကြီးနောင်ကိုစစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကြောင်းတွေခွဲက2025ခုနှစ်အောက်တိုဘာ28ရက်မှစတင်ပြီးတော့အကြမ်းဖက်ချိန်မှုစစ်စင်ရေးကိုဟန်ကျက်ညီစွာလှုပ်ဆောင်ခဲ့ပြီး KNU ဦးဆောင်တဲ့အကြမ်းဖက်သမားတွေကိုတဆင်ပြီးတဆင်လိုက်လံတိုက်ခိုက်ချိန်မုံခဲ့ရာလက်ရှိအချိန်မှာကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU နဲ့ပူးပေါင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့နေရာတွေရွာတွေစက်ခန်းတွေနဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်မှာ နေထိုင်သူတအူးကလည်းကရင်ဘက်အခြေအနေကသတင်းကောင်းတွေစတိုက်ကြားရဖို့ရှိပါတယ်။စိတ်ပူစရာကိုမရှိတော့တာပါ။ BDF အပါအဝင် ကရင်လက်နက်ကိုင်၃ဘွဲ့လုံးက တက်ဆိုင်တဲ့အနေမြေလုံခြုံရေးပိုင်းကိုတက်နဲ့ပေါင်းပြီးစက်မက်ဆောင်ရွက်နေပါတယ်။အရင်နှစ်တွေကတက်စစ်ကြောင်းတွေပိတ်ဆို့ခံထားရခြင်းရှိနေတဲ့နေမြေကန်တက်တွေတဲကလှုပ်ရှားစစ်ကြောင်းတွေမှာသူတို့ဝင်လို့မရတဲ့နေမြေအပိုင်းအခြားရှိပေမဲ့အခုဆိုရင် BGF အပါအဝင်ကရင်လက်နက်ကအဖွဲ့တွေနဲ့ပူးပေါင်းပြီးစီရေးလှုပ်ရှားလို့ရနေပါပြီ။မကြပါဘူးကရင်အကြမ်းဖက် KNU ရဲ့နေဝင်ချိန်ရောက်တော့မယ်။ KNU ဟာသူ့ဟာသူစီးရေးချင်းနေမကောင်းလို့မြင့်နေပါတယ်ဆိုကာမှ စောကျော်နီနဲ့စောတော်နီစီကို KDN လေးထောင်ထားတဲ့နေသားများစီကနေထိုင်ပြီးရှိရာခန့်နေရတော့ပောက်ကွဲနေရလို့ပြောပါတယ်နိုင်ငံတော်အစိုးရဟာ KNU အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေညာခဲ့ပြီးနောက်ပိုင်းကရင်ပြည်နယ်အတွင်းညမြေရှင်းလင်းမှုတွေပုံမလုံဆောင်ခဲ့ရ KNU အဖွဲ့နဲ့ပူးပေါင်းထားတဲ့ PDF အဖွဲ့တွေဟာ BDF အဖွဲ့တွေထံဘက်ပြောင်းတော့ တခြားနေရာတွေကို ထွက်ပြေးတာတွေလုံဆောင်လာတဲ့အတွက် KNU အဖွဲ့မှလူအင်အားလိုအပ်ချက်အနည်းနဲ့အများရှိနေတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ကရင်ပြည်နယ်အတွင်းနေထိုင်သူတအူကကြားသိရသလောက်ဆိုရင် ကရင်မှာ PDF တွေအုပ်စုလိုက်ထွက်ပြေးနေရကအခုမှဖြစ်တာမဟုတ်ပါဘူး။ပြီးခဲ့တဲ့လပထမဘက်လောက်ကစဖြစ်တာပါ။တမရော့စစ်ကြောင်းတွေကညီနောင်ပြူဟာကိုပြန်လဲစိုးမိုးချိန်ကလေးကညီနောင်ရွာတဲ့တဝိုက်က ရှိနေရဲ့ PDF တွေဟာအရွက်ဝက်လဲပြီးထွက်ပြေးပါတယ်။စတေမာလာအလေလောက်မှာမဲဆောက်မှာပဲလက်ကျန် CRPH အမတ်တွေနဲ့ကရင်စီရေးတောင်ကန်တာပေါ်နေရဲမင်းတို့ဆွေးနွေးကြတယ်။အဲ့ဒီချိန်တွေကကရင်မှာ PDF တွေအုပ်စုလိုက်တွေထွက်ပြေးနေကြတာပါ။မဲဆောက်ဘက်ကိုပြီးအလုံးလုံးရင်နဲ့အခြေချလိုက်တဲ့ဗဒက်တွေများသလို PDF ရဲ့အကူအညီနဲ့လက်နဲ့အပ်ပြီးရွှေကုတ်ကူမှာပဲကာစီနိုအလုပ်ဝင်လုပ်နေသူတွေ PDF နဲ့ DKBA အဆက်အသွယ်နဲ့ ကြုံတိုးကတက်မတော်ရဲ့တရင်တွေစီ အလင်းဝင်သူတွေလည်းရှိနေကြတာပါ။ကြားသိရသလောက်ဆိုရင်တော့ထိုင်းနိုင်ငံမဲဆောင်မြို့ကိုကူးသွားတဲ့ PDF 140ကန့် BGF နဲ့ TKBAC ကူးသွားတာ90ကျော်နဲ့ကြုံတိုးကတက်မတော်စစ်ကြောင်းတွေစီကို အလင်းဝင်သူတွေက10ဦးကျော်ရှိရဲလို့ပြောပါတယ်။တက်မတော်စစ်ကြောင်းတွေရဲ့ထိုးစစ်အရှိန်မြင့်လာအချိန်မှာကရင်အကြံဖက်လနဲ့ကိုင်းအဖွဲ KNU တဲမှာရှိနေရဲ PDF အဖွဲ့ဝင်ရာနဲ့ချီပြီး ထွက်ပြေးပြန်ပြောင်းခဲ့တာကြောင့် KNU ရဲ့လက်ရှိခြေနေတွေဟာလူပြုံးစစ်ရှုံးနေရ၎င်းတို့စုဖွဲ့လှုပ်ရှားနေတဲ့နေရာတွေထပ်မံလက်လွတ်ဆုံးရှုံးရဝယ်ရှိနေပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမယ့်တရင်ကတော့ဗမောင်းမြို့တိုက်ပွဲမှာ KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ရွာတွေကိုသိမ်းပိုက်နေတဲ့ရှမ်းနီ SNA ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေနဲ့ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA တို့ဟာစကိုင်းတိုင်းဒေသကြီးပမောင်းမြို့အတွင်ကလက်လွတ်ထားရတဲ့နေရာတွေကို ြန်လည်သိမ်းပိုင်နိုင်ဖို့ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရလက်ရှိချိန်မှာကချင်အကြမ်းဖက်လက်နက်ကိုင် KIA နဲ့ပူးပေါင်းအဖွဲ့တွေအထင်းနာလျက်ရှိနေတယ်လို့သိရပါတယ်တမ်ရော့စစ်ကြောင်းတွေနဲ့ရှမ်းနီ SND အဖွဲ့တွေဟာဗမောင်းမျိုးရှိကာကင်းတွေကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီးတော့ဗမောင်းမျိုးနဲ့ပုံမနီးလာတယ်လို့သိရပါတယ်တမ်ရော့စစ်ကြောင်းတွေနဲ့ SND အဖွဲ့တွေဟာဗမောင်းမျိုးအနေရှိဆက်တော်ကြီးရွာနဲ့ ခမိုးကြီးွာတွေကို ရှမ်းနီအမျိုးသားတွေတက်တော် SNA ကပြီးခဲ့တဲ့ရက်ပိုင်းမှာပြန်လည်သိမ်းပိုက်လိုက်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီကြီးွာတွေကိုရှမ်းနီ SNA နဲ့တမရစစ်ကြောင်းတွေကပြန်လည်သိမ်းပိုက်နိုင်တဲ့အတွက်ဗမောက်မျိုးနဲ့တမိုင်အကွာကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီကြေးရွာတွေကို ကချင်လန်နဲ့ကိုင်းအဖွဲ့ KIA ဦးဆောင်တဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေဗမောက်မြို့သိန်းတိုက်ပွဲစတင်ခဲ့ပြီးနောက်ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကဗမောက်မြို့ကို KIA ဦးဆောင်တဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ဗမောက်မြို့မှာတိုက်ပွဲတွေပုံမှုဖြစ်ပွားလာခဲ့တယ်လို့သိရပါတယ်။ရှမ်းနီအမည်ရှိရဲ့ Facebook page တစ်ခုကလည်းဗမောက်တည်င်းကောင်းအများကြီးရှိပါတယ်။ဗမောက်ပြည်သူတွေအိမ်ပြန်ဖို့ပြင်ထားကြပါလို့ရေးသားဖော်ပြထားပါတယ်။ကချင်အကြမ်းဖက်လက်နက်ကိုင် KIA နဲ့ပူပေါင်းအဖွဲ့တွေဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာရှမ်းနီလူမျိုးတွေ အများဆုံးနေထိုင်နေတဲ့ဗမောင်းမြို့ကိုအင်အားသုံးတိုက်ခိုက်လာပြီးနောက်ဒေသခံထောင်ချီဟာစစ်ဘေးလွတ်ရာကိုထွက်ပြေးခဲ့ပါတယ်။ KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာစစ်ဘေးရှောင်သွားတဲ့လူတွေရဲ့အိမ်ကပစ္စည်းတွေကို ဖောက်ထွင်းကြူတာတွေနဲ့ရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရှမ်းနီ SNE အဖွဲ့ရဲ့ရှမ်းနီဝင်းအမည်ရှိရဲ့ Facebook page ကလည်းရှမ်းနီလူငယ်တွေကရှမ်းနီတမျိုးသားလုံးရဲ့အနာဂတ်အတွက်စစ်ဆင်နေရပါဘူး။ ီဝဲကိုရှမ်းနေလူငယ်တွေက The Future Operation လို့အမည်တက်ဆင်နေပါတယ်။အခုချိန်မှာပြောချင်တာနှစ်ခုပဲရှိပါတယ်။မတိကျရင်နောက်ဆုတ်ပါမဆုတ်ချင်သေးရမယ်လို့ဖော်ပြထားပါတယ်။ပရိသတ်ကြီးရှမ်းပြည် SNE အဖွဲ့တွေကကချင်အကြမ်းဖက် KIA နဲ့ပူးပေါင်းအဖွဲ့တွေကိုရုံးနဲ့တိုက်ခိုက်နေတဲ့ရုပ်တံကိုဖော်ပြပေးလိုက်ပါရှင်။